ိုင်းမုံမလားဘယ်ဘယ်သူ့ကြောင့်မို့အကြီးကြီးပဲဆိုတော့ CD ကိုထုတ်တော့အကြီးကြီးပဲကိုထုတ်တော့ကြသူ့ကြောင့်မို့ဝင်းတဝင်းကျွန်တော်ရောင်းလိုက်ရတာဖြစ်ပါတယ်ဟောပြီးတော့ရှာရှေပြီးထုတ်တာသူ့ကြောင့်မို့ပေါ့ဟောတရုတ်ဆောင်တာတော့စူပါပဲတော့ရင်ပွင့်ရင်တရုတ်ဆောင်တယ်ပါအကြီးကြီးပဲ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  ေးကိုကျွန်တော်ကုလေးရတည်းဆောင်ပေးတာပါ။ကဲ။ကိုတော့ဝိုင်းမင်္ဂလာပါကိုလက်တိုင်မင်္ဂလာပါကိုထလင်းကိုထလင်းကိုလက်မယူအဲ့တော့တအားမုန်းလာပြန်လက်မယူရုပ်တုကတအားတအားလုံးတာပြဟုတ်ဒီထလင်းကိုလင်းထက်လင်းထက်ပေါင်းလို့အဲ့တော့ပျက်စီးဆိုတာတအားပြောင်းနေလို့ရှင်လားလားငါခုနအချောက်တင်နေသူ့လွတ်ပေးရမှာဟုတ်တယ်ကိုတော့ရပါဗျာကိုလေးပေးမင်္ဂလာတော့ထားလိုက်ပါဟုတ်ကဲ့ဘယ်တော့ပြောပေးရလဲသူတို့အတွက်ကိုပေးတတ်တဲ့အတွက်ပြုဆောင်တဲ့အတွက်ဟုတ် ။ဘာပြောတာပေါ့။အတိုင်းမသိဘူး။ကျင်လို့တာပေါ့ကျင်လို့တာပေါ့။တန်ဃာတော်အပားနေရလူရမ်းမှုဆိုတာလူရမ်းမှုတော့ကိုလင်းကြီးနဲ့ကျွန်တော်တို့အဲဗုဒ္ဓဘာသာမြန်မာလူမျိုးများအားလုံးသာသနာထွန်းကားဖို့ဆိုဒီသာသနာအဆောက်အဦတွေပျက်စီးသွားတယ်။နောက်တန်ဃာတော်ရှင်သူမြတ်များတင်ငန်းအတွေ့ကထိန်တင်ငန်းလူလန်းညာဟုတ်တယ်နော်သူအပန်းနေရလူနိုင်မို့ဆိုလွယ်ဘူးလေနော်မိသားစုကမိသားစုပဲလူနိုင်ဒီခဏတော့တာတက်တာဟုတ်ဘီယိုကြီးတွေကျွန်းဘီယိုကျွန်းဘီယိုကြီးဒီဟာတွေဘယ်လိုလဲဆိုင်ငယ်စီးကိုဆိုင်ငယ်အခါကုန် ပုဂ္ဂိုလ်များတထောင်ကျော်တယ်တိတ်တထောင်ကျော်တယ်တိတ်တထောင်ကျော်တယ်ဟုတ်လားကွာကြည်နူးစရာကောင်းတယ်ဗျာနော်ဟိုကျွန်တော်တို့ပြောမှဆိုတော့လူလောကမှာဆိုတော့ယူသူနဲ့ပေးသူဆိုတာ6ယူသူပဲများတယ်ပေးသူကနည်းတယ်လေအဲ့တော့ဒါပေးတဲ့ဘေးဒါရှိကြောင်းလေးစားတာကြည်နူးတာဟုတ်တယ်ပြောပါလေဗျာကြည်နူးပါတာရုခေါ်ပါလေတာရုတာရုတာရုအဲစူပါဘဲတော့အဖွဲ့ဟုတ်ကဲ့ဒီလိုလေးဟောပေးတော့ကိုဘဲတော့ကပြောတယ်ဒါဘေးဒါရှိကြောင်းက သမီးပြေတော့လို့ပြောဒါတော့တင်စားတော့လို့ပြောလို့ရတယ်ဒါပေမဲ့ကိုယ်တည်းဘယ်လိုခံစားရလဲတင်စားတာမဟုတ်ဘူးအဲရင်ထဲကလိုက်လိုက်လဲလို့ပြောတာကျွန်တော်တို့နောက်မှာကျွန်တော်ညီကိုထလင်းပဲတော့ပဲတော့ထလင်းနောက်မှာမိသားစု15ယောက်ရှိတယ်ပေါ့နော်ကျွန်တော်အားလုံးပေါ့18ယောက်စုစည်းထားတာပေါ့အဆိုတော့9ယောက်ဒီဝိုင်းသမား9ယောက်ဒီနော်ကျွန်တော်အားလုံးဟိုဆက်စရာ9ယောက်ကျွန်တော်2ယောက်နေဆိုတော့အားလုံး18ယောက်ပေါ့အဲ18ယောက်တော့နောက်မှာရှိတယ်မိသားစုတွေစားရတာပေါ့ဒါတမို့မိသားစုထမင်းကျွတယ်လို့ပြောတာပါဟို၄နေလေဗျာဟိုတနေ့တနေ့မှလို့သူကရုပ်တရက် ပြောင်းပြီးတော့ငားကျင်တာပြောင်းပြီးတော့ငားကျင်တာအမေကလည်းပြောပါတယ်နော်ဘယ်တော့ရဲ့တဲ့ငါတို့မန္တလေးမှာစိုင်းဆရာတွေအဲနောက်ကျတော့တီဝိုင်းဆရာတွေအများကြီးနောက်ဂီတာမူးတွေအများကြီးရှိပါတယ်နင်တို့အားပေးတယ်ဆိုတော့ချင်းလို့အားတဲ့အဲ့ဒါကြောင့်မို့ထမင်းချွေးတဲ့ဒီတော့ရှိတာမိသားစုပြောတယ်ပြီးတော့ဒီနေ့ကပို့ပြီးတော့ရှင်ထဲမှာပီတီဖြစ်တာကျွန်တော်တို့ဒါအများလဲသိပြီးသားကျွန်တော်မန္တလေးမှာငလင်အကြီးကျယ်လှုပ်လိုက်တယ်ဟုတ်ကဲ့ ကျွန်တော်တို့လူတွေကျွန်တော်တို့အဲတာဒုက္ခရောက်ကြတယ်ပေါ့နော်ဟိုလက်ရှိကနေကျွန်တော်လက်မဲ့တွေဖြစ်သွားကြတယ်တိုက်ပေါ်ကနေကျွန်တော်လမ်းပေါ်ရောက်သွားကြတယ်ဒီလိုအချိန်ကာလမှာဒါဗေဒါရွှေချားနေအခုလိုကြီးနော်ကဒါလှူနိုင်တယ်လှူပေးတယ်ဆိုတာဂျင်းနေကနေတာဒုအချိန်ပေါင်းများစွာကျွန်တော်တို့ကခေါ်ဆိုပါတယ်မပီတိဖြစ်ရတာပေါ့ကျင်းနူးပါလေကိုမဲတော်တို့ကိုထလင်းလို့อ่ะဟာကျွန်တော်တိတာဟိုမဟုတ်လားဟိုလူရှင်တော်တွေ ်လို့လားမဟုတ်ဘူးအစိုးရတွေမဟုတ်ဘူးအစိုးရတွေလည်းမဟုတ်ပါဘူးဆိုတော့မတီဝိုင်းတောင်မှာကိုလေသူ့ရဲ့ဆိုးနေကြတယ်မဟုတ်ဘူးမဟုတ်လည်းမဟုတ်လည်းပဲဒီလိုပဲလူကလေးမျိုးရှိတယ်လူရှင်တော်တဲ့လူလောင်းနဲ့လူလောင်းနဲ့အဲ့လိုရှိတယ်လေလူနောက်အဲလူနောက်တဲ့လူပြတ်တဲ့လူပြတ်ဟုတ်တယ်တဲ့လူရှင်တော်ဆိုတာပရိသတ်ကိုကြည်အောင်လုပ်တာလူရှင်တော်ပေါ့ဟုတ်တယ်ဟောပေါ့လူပြောင်ဆိုတာဘေးကနေပြီးတော့ကောင်းပါလေတဲ့သူတို့ကြည်အောင်လေဟေးဟေးချစ်ချစ် အဲပြောင်းနေလို့ပြောင်းတာလူပြောင်းပေါ့အဲလူနောက်အဲလူနောက်ဆိုတော့ဘေးကနေပြီးတော့လေဒါပဲလားမ အဲ့တော့သူတို့နောက်နိုင်နောက်နိုင်နောက်နေပါလူနောက်လူနောက်အလူပြက်လူပြက်ဆိုတာလူပြက်ဆိုတာဟုတ်တယ်သူလိုပေါ့နော်ရှေ့ကလူဘာမှလုံမရအောင်နောက်ကနေအပြက်တွေလိုက်လုံနေလို့အဲ့လိုမဟုတ်လူပြက်ဆိုတာကသူများတာတမီကိုယူပြီးတော့လုတ်ကင်မကျွေးတာအဲ့ဒါလူပြက်ဩအဲ့အဲ့လူကလူပြက်လူလောင်ဆိုတာရှိသေးတယ်လူလောင်ကဗိုက်ကြီးတယ်ဩလုံလိုက်ရပြီသူကလူလောင်ကအဲ့မဟုတ်ပါဘူးဈေးဈေးကောင်းမှသူကဖွင့်ရောင်းတာဩအဲ့လိုကျက်တုံလို့ကျက်တုံလို့ဩအဲ့ဒီမှာဆိုရင်မိုးလို့အတွက်ဒေလာရှိတာအတွက် ဘယ်လိုလဲသူတို့ကိုသာပီတိဖြစ်လဲသူတို့သူတို့အတူဘယ်လိုလဲခံစားရလဲခံစားရတာတော့အမိုးပြောတဲ့စကားလေးကိုယူပြောပါရစေယူပြောပါဦးဦးဘယ်တော့ရဲတဲ့မလူနိုင်ရင်ဈေးရောင်းတဲ့သူတို့ကဗေဒရှိကြလက်ဖက်ကိုရောင်းပြီးတော့လှူတာဟုတ်တယ်အဲ့တော့အလူတန်းပေးတာဒီမလူနိုင်ဈေးရောင်းဆိုသူပြောတဲ့အတိုင်းမှန်တာပဲဗျာအဲ့တော့အမိုးပြောတဲ့အတိုင်းအားလုံးအဲလူတကာအလူမများအားလုံးအလူပါပဲလို့ဗေဒရှိကြအားပေးတော့ကျခုနှစ်သားသမီးရဲ့အလူပါပဲလို့ပြောပါရစေပြီးတော့ဗေဒရှိကြကအမိုးပေါ်တော့အမိုးပြောတဲ့စကားလေးက ကျွန်တော်ရင်ထဲမှာတော်တော်ကိုပီတိဖြစ်တယ်ပေါ့ဘာပဲအဲလှူတာတဲ့ तू လှူတာကားတဲ့ तू လှူတာမကုံဘူးတဲ့တချို့ကြလှူရင်ကုံတာတဲ့ तू ကလှူတာကုံတာမဟုတ် तू ကလှူတာကို तू ကရတာတဲ့နော် तू လှူနေရသည် तू ရတာတဲ့ तू ရနေတာတဲ့နော်အဲ့ဇာခာလေးတာပီတိဖြစ်တယ်ဘလောက်လှူလှူဟို तू ရနေတယ်ပေါ့ तू မကုံဘူးတဲ့ဟုတ်တယ်ဟုတ်တယ်နော်အဲ့ဇာခာလေးဟိုဒါလက်ဆင့်ကမ်းမရစေ လူရပါနိုင်တလောက်လေးပေါ့နော်ဟုတ်ကဲ့ဟုတ်ကဲ့ဟိုမှာလည်းဘဲတော့ဒီမှာလည်းဘဲတော့အဲ့တော့ဘဲဟိုမှာလည်းဘဲဘဲဒီမှာဘဲ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 ပေါ့ဘယ်လိုအားပေးရမှာအားပေးမယ်ဆိုလို့ရှိရင်တော့ဒါဖေးသားရှိကြမိသားစုစီမှာသွားပြီးတော့ဟောပါသူတို့သူတို့ထောင်ပေးတဲ့ဒီပိုင်းလိုပါပဲဒါသူတို့ကျွန်တော်တို့မြောက်စားလိုက်တာပါပဲသူတို့မြောက်စားပေးတာပါလေးနှစ်တီတီထောင်လိုက်တော့ကျွန်တော်တင်ထောင်တင်နေဖြစ်ဖြစ်အလူပွဲတွေအများကြီးရပါတယ်အကြမို့ငားမယ်ဆိုလို့ရှိရင်ဖေးသားရှိကြစီသွားငားပါဘယ်တော့လိုက်ပါမယ်ခင်ဗျာအလူပွဲမင်္ဂလာပွဲကထိန်ပွဲတွေမှာငားပါ40နှစ်ဆောက်ချက်1639ကိုလည်းလှမ်းပြီးတော့ဖုံးဆက်လိုက်ပါဘယ်ဘဲတို့လက်ခံပေးပါခင်ဗျာအမ ဲ့ကိုရီးယားအာလူရှင်းတော်ဆိုမဲ့အစီအစဉ်ပြင်ဆက်ပြီလို့ပဲနော်ဒီစီဇန်ကြီးကိုလှသွားအောင် အလိုလေးပိတ်မယ်အလိုလေးထိမ့်မယ်ဒါတွေကဘယ်လိုစကားပြောလဲအဲ့ဒါကျွန်တော်တို့ဖက်လင်းလက်စီတံမလို့ဘယ်တော့လက်စီတံမဟုတ်လားအဲ့ဒါမိုးရဲ့ညမလေးငယ်ထွေးစီစဉ်တာအောက်ကနေပြီးစာရည်ရေးပြီးတော့သူကလန့်လန့်ပေးတာအဲ့ဒါကျွန်တော်တို့ဒီလိုစာလေးပေးပြီးတော့ဘဒူပင်းဘဒူကိုခေါ်လိုက်နော်ဘဒူပင်းဘဒူကိုခေါ်အောင်ရင်းလေးပြီးလို့ရှင်တော့အဲ့ဒါခက်စီသူခေါ်ခက်စီတိပြီးလို့ရှင်တော့အဲ့ဒါအလိုလေးပေါ့နော်ဘာလို့သူတို့ခေါ်ထားတဲ့ဧည့်သည်တွေကလည်းအများကြီးပဲအများကြီးလို့ဆိုကျွန်တော်တို့ကအဲ့ရကြီးကိုလိုက်ပြီးမစီစဉ်ပေးနိုင်ဘူးဟုတ်ကဲ့နော်ဘဒူကိုဘဒူခေါ်ရမယ်ဆိုတော့ကျွန်တော်မသိဘူးအဲ့တော့ကျွန်တော်တို့စီစဉ်ပေးပါဆိုပြီးတော့ကျွန်တော်တို့ကပြန်ပြီးတော့ ောင်းကဘယ်တော့မဟုတ်ဘူးရေတိုးတိုးကိုလေးမငယ်ထွေးမငယ်ထွေးပြီးတာကအငယ်ဆုံးမလေးမငယ်ထွေးအဲသူစီစဉ်တာနည်းနည်းတော့ထိုးသွားတယ်ဟဲ့တိုးတိုးတော့မင်းတော့မရလေလိုက်တောင်းတာလीအဲ့တော့မပြောချင်းဘူးပို့ပြီးတော့ဆုချတယ်နော်ဟုတ်တယ်မချလည်းလိုက်တောင်းတာပဲသူကမဟုတ်တော့သူတို့ဒီနေ့ပို့ဆုချတာဒီလိုပါဟိုဟိုဘေးတော်ရွှေချာမိသားစုကတည်ရလေ ငလေလှုပ်တော့ကြတော့ကိုပဲတော့အိမ်လေးရလဲဟိုဧည့်သွားတယ်လေအကျွန်တော်အိမ်ကလည်းတောင်ပဲအလှဲ့တာနေခုကျွန်တော်အရှိတောင်ကိုကျွန်တော်လှဲ့သွားတာကျွန်တော်အိမ်လေးကစောင်းသွားတာအဲ့တော့တနာပြီးတော့ကျွန်တော်တို့ဒါနည်းနည်းလေးမှကြာမှမြတ်လို့အဲပြုတ်ပြင်းရပြုတ်ပြင်းရဆိုပြီးတော့ကျွန်တော်တို့မူဘူးပေးတဲ့သဘောပါထောက်ပံ့တဲ့သဘောထောက်ပံ့တဲ့သဘောပါကျေးဇူးပါကျေးဇူးပါအားလုံးဒီမှာ